ဘာသာရေးကိုအကြောင်းပြုပြီးတော့မှကိုချိုးရှာအမျက်ထုတ်เนาะဒီဘာသာရေးအပေါ်မှာခုလုံးလုပ်ပြီးတော့မှသူ့ရဲ့အဲသူတို့လူကျင်တဲ့ဟာသူတို့ဖြစ်ကျင်တဲ့ဟာသူတို့ပြောကျင်တဲ့ဟာတွေကိုအသုံးချပြတာတလွဲပေါ့ဗျာเนาะဆိုတော့ဒီလိုလူမျိုးတွေဒီလိုအဖွဲ့အစည်းမျိုးတွေဒီလိုအသင်းအဖွဲ့မျိုးတွေကိုရှောင်ရှားရမယ်ဆိုတာပါတယ်အဲ့ဒီရဲ့လက်ရကိုရင်တော့မပတိကြီးပတိကြီးဆိုလို့ကျင်လဲပဲဒီတိုင်းပဲကလေးတငယ်တွေအများကြီးကျုံးရတာဟုတ်ဒါဒါအသင်းတို့ဒီအခုလက်ကြည့်လူမိုက်တီရဲ့ပြုတ်မှုဆောင်ရွက်မှုတွေဟာပို့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 ပြီးတော့မှ တိုး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 လာပြီးတော့ပျက်စီးမှုတွေပုံများလာတာကိုအတင်ဒါကိုထောက်ပတာထောက်တာပါဆရာပြီးတော့တို့ရဲ့ပလီတွေကိုဟိုစစ်အစိုးရအဆက်ဆက်ကဆရာတို့လည်းကြားဥမှာပါမဘာသာတွေမိုင်းထဲခဲ့တာဒါကအကျန်းဖတ်တဲ့နေရာတွေနေရာတွေအဲဆွေးပြီးွာလောက်ကြတယ်ဆွေးပြီးလောက်တယ်အဲ့လိုနေရာတွေကပဲတစ်ခါပြန်ပြီးတော့စစ်အစိုးရကောင်းစားရေးအတွက် statement တွေပြန်ထုတ်ပြရတာရင်းနာတော့အားလုံးပဲတော်လန်တော့နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် ဦးဇင်းတို့ဒီအစီအစဉ်မှာလူမိုက်တို့ရဲ့စိုးကျိုးတက်ရောက်မှုနဲ့လူမိုက်ကိုရှောင်ကျဉ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆင်းရွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်းနှစ်မှာ ခရိယံအိခါတော်ရဆရာတရာပေတရုနဲ့အစ္စလမ်ဗလီသရာတို့ဖြစ်တဲ့မောလာနာဟာဖစ်ကာရီဆရာဦးစိုးနေဦးတို့နဲ့အတူအခုလိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ် ီးခဲ့တဲ့တပတ်ကကြာသွနေဦးနဲ့အတူဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်ရဲ့ဒါအဆက်ကိုပြန်လဲဆွေးနွေးမှာပါဒီတပတ်ကဦးဇင်းတို့လူမိုက်တွေရဲ့အကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်ဦးဇင်းတို့ဗုဒ္ဓဘာသာကျမ်းစာအရဆိုလို့ရှိရင်တော့မင်္ဂလာတုံမှာဗုဒ္ဓမင်းဆိုခဲ့တဲ့အတေဝနာသဘာလာနန်းဆိုတဲ့အပိုက်ကိုဦးဇင်းတို့ဆွေးနွေးခဲ့ကြတာပါအဲ့ဒါကိုအစ္စလမ်ဓမ္မတွေရဲ့အမြင်ပေါ့နော်အမြင်နေနေရှိတော့နေတဲ့ဗုဒ္ဓဘာသာရဲ့ အဓမ္မတွေအမြင်တွေဆွဆွတော့နေနဲ့ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်အလူမိုက်တွေဟာသူတို့ရဲ့အပြောအဆိုအကြံအစီအပြုမူတွေကတခြားသူတွေဆိုးရိုးတက်ရောက်မှုဖြစ်စေတဲ့အပြုအပြောအကြံတွေလုပ်ခဲ့မယ်ဆိုလို့ရှိရင်ပြုမူခဲ့မယ်ဆိုလို့ရှိရင်ဒါလူမိုက်ရဲ့လူရဲသူဆိုတာကိုပြီးခဲ့တဲ့တစ်ပတ်ကဦးဇင်းတို့အစ္စလာမ်ဘက်ကရောဗုဒ္ဓဘာသာဘက်ကရောဆွေးနွေးခဲ့ပြီးပါပြီအဲဒီတစ်ပတ်မှာတော့ဟိုတိခါတော်ရဆရာတော်တရာပေတရု ရိယန်ရှူတော့ကနေဆွေးနွေးဖို့အတွက်ဆရာကိုအရင်ဥဆုံးအလှည့်ပေးပါမယ်ဆရာဒီမှာဦးစင်ဆောဆောဦးစင်မိတ်နဲ့အတိုင်းပဲအတိဝနစာပလနာလူမိုက်နဲ့စိုးတော်သူနဲ့မဖောင်းဖို့ချင်းဟာမင်္ဂလာတပါးဖြစ်တယ်ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်ပေါ့နော်တပည့်တော်တို့ကျမ်းစာမှာတော့ပထမမြောက်သောစာလံစာလံအပိုက်ကြီး1ပေါ့နော် အပိုက်ငယ်1ကနေ3မှာဘာပါလဲဆိုရင် မတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲ့မြင် ပြုသောသူတို့ဤအစည်းဝေး၌မထိုင်ဆိုတာပါတယ်ဆိုတော့အဲ့အရာတွေကိုရှောင်ရှားရမယ်မတရားသောသူလူဆိုးမထီမဲ့မြင်ပြုသောသူဆိုတော့ဒါတွေကဒီအချက်သုံးချက်ကဘာဒီမှာပါလဲဆိုရင် လူမှုပေါင်းသက်ဆက်ဆံရေးမှာပါတယ်အာလူဒီရဲ့လောကသဘောတော်ဘာမှာကျင့်လေလောက်ကင်လှုပ်ရှားတဲ့လုပ်ငန်းတွေထဲမှာပါတယ် နောက်ပြီးတော့မှဘာသာရေးလည်းပါတယ်မထီမဲ့မြန်ပြုတ်ခြင်းနော်ဆိုတော့ဘာသာသာသနာကိုမထီမဲ့မြန်ပြုတ်တာတို့ခုတုံးလောက်တာတို့အတုံးချတာတို့နော်ဘာသာရေးပုံကိုယ်တွေကိုမထီမဲ့မြန်ပြုတ်တာခုတုံးလောက်တာအတုံးချတာတို့ဘာသာရေးကိုအကြောင်းပြုတ်ပြီးတော့မှကိုချိုးရှာအမျက်ထုတ်နော်ဒီဘာသာရေးအပေါ်မှာခုတုံးလောက်ပြီးတော့မှသူ့ရဲ့အဲ့တို့လူကျင်တဲ့ဟာတို့ဖြစ်ကျင်တဲ့ဟာတို့ပြောကျင်တဲ့ဟာတွေကိုအသုံးချပြတာတလွဲပေါ့ဗျာเนาะဆိုတော့ဒီလိုလူမျိုးတွေဒီလိုအဖွဲ့အစည်းမျိုးတွေဒီလိုအသင်းအဖွဲ့မျိုးတွေကို ရှောင်ရှားရမယ်ဆိုတာပါတယ်ရှောင်ရှားရမယ်ဆိုတာပါအဲ့ဒါပထမဆုံးတစ်ခုပါမတရားသောသူမတရားသောသူဆိုတာပြောရမယ်ဆိုတော့ဦးစင်အတ္တမပဲဟုတ်တယ်အတ္တမပြုတ်သောသူအတ္တမမှုကိုပြုတ်သောသူအတ္တမမှုကိုလှုပ်သောသူအတ္တမမှုကိုတွေးခေါ်ကြံစီသောသူအတ္တမကိုပြောဆိုသောသူနော်မတရားသောသူဆိုတော့အခုကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေအနေသားတွေကိုကြည့်နေကြည့်ရင်ဒီအတ္တမအတင်းအတ္တမဘယ်သူတွေကလှုပ်နေတာလဲနော်ဆိုတော့အခုအာနာကိုအတ္တမ တိမ့်ယူလိုက်တာဒီကနေစတာပဲတကယ်တော့ပြောချခြင်းဆိုဦးစင်ရတပတ်တော့အမြင်ရတော့လေအခုဖြစ်ပြနေတဲ့အခြေအနေအားလုံးနဲ့အခင်းချင်းအားလုံးဟာအာနာကိုအတင်းအရမလူယူလိုက်တာနဲ့စတာပဲဒါဟုတ်တယ်ဒီကနေစတာပဲအဲ့ဒါမဟုတ်ဖဲနဲ့အကဲထားလိုက်ပါနော်ဟိုတပတ်တော့လက်ခံတယ်လက်မခံတယ်မဟုတ်ဒစိုက်ဒီပိုင်းနေနဲ့ဟိုဒီ2017ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးအေပရိပခဖြစ်ကြတယ်နိုင်ငံရေးအကြက်တည်းဖြစ်တယ်ပါတီတွေနဲ့ဂျာထဲမှာဟိုစစ်တပ်ပေါ့နော်ဆိုတော့ မဲမတမာမှုလို့ပြောရင်မဲမတမာမှုနဲ့ပတ်သက်တဲ့တရားဥပဒေရှိတယ်လေဖွဲ့စည်းပုံတွေမှာလည်းရှိတာပဲဟုတ်ဘူးလားအဲ့တော့ကော်မရှင်ကိုတိုင်းကော်မရှင်ကစုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်တရားစွဲဟလာဆိုရင်နိုင်ရင်တော့ဒါပြန်ဟိုလောက်ပေါ့နော်တရားစွဲတဲ့လူနိုင်ရင်တော့ရှုံးရင်တော့တရားဥပဒေအတိုင်းလေဒါကဘာလဲတရားသဖြင့်သို့တော့အခုကိစ္စကမတရားသဖြင့်အဓမ္မဒီအာနာကိုလူယူလိုက်တဲ့အခါတိမ်းယူလိုက်တဲ့အခါမှာအခုနောက်ဆုံးတော့အပြက်ပြက်နဲ့ နှာခေါင်းသွေးထွက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တိုင်းပြည်ကအခုဒီခြေနေသည့်ရောက်သွားတာပဲအဲ့တော့ဒါမတရားသောသူအဲ့ဒီမတရားသောသူတွေနဲ့မပေါင်းဖော်မပေါင်းသင်ရမယ့်အပြင်မတရားသောသူတွေတိုက်တွန်းခြင်းတော့မလိုက်သူတို့ဘက်မှာရက်လို့မရဘူးသူတို့ခိုင်းတာကိုလုပ်လို့မရဘူးသူတို့တိုက်တွန်းတာကိုလက်ခံလို့မရဘူးတဲ့ဒါကျွန်တော်စမ်းစာမှာတော့ဒီလိုပါတယ်ဘာလို့လဲဖရာသခင်တရားသောဖရာဖြစ်တယ်တရားတော်ဖျားဖြစ်တဲ့အတွက်တရားဘက်မှာပဲ तू ကတရားကိုပဲ တရားလမ်းကိုပဲပြညုံနေသွန်သင်နေပဲ့ပြင်းနေလူတွေကိုပို့ဆောင်နေတော့လူတွေကိုဒီလမ်းထဲကိုပဲသွားခိုင်းတယ်လာခိုင်းတယ်ကျင့်လဲခိုင်းတယ်ဒါကြောင့်မလို့စန့်ကျင်ပဲဖြစ်တယ်မတရားသောအရာကိုလက်မခံရအောင်လက်မခံရဘူးလက်မခံသေးဘူးနော်နောက်လူဆိုးတွေလမ်းတွေမရမနေလူဆိုးစာကလေးမင်းအောင်သိနော်ဦးစင်ရယ်ဆရာရယ်နော်လူဆိုးနဲ့လူကောင်းဆိုတာကဘဲပေါ်မှာမူတည်တယ်လောက်ရပေါ်မှာမူတည်တယ်ကျွန်တော်အများအားပြောနေသလိုပါပဲ အသီးအသီးကိုကြည့်ရင်အပင်ရသဘောကိုသိတယ်ဆိုတဲ့အတိုင်းပဲလေနော်ဆိုတော့ तू သီးထွက်လာတဲ့အသီးဆိုတာလောက်ရက်ပေါ့နော်လူစီကနေထွက်လာတဲ့ဒီ character ကနေထွက်လာတဲ့ mindset ကနေထွက်လာ attitude ကနေထွက်လာတဲ့စိတ်သဘောထားတွေကနေပြီးတော့သူ့ရဲ့ထွက်လာတဲ့လောက်ရက်တွေကိုကြည့်ရင်ဒီလူကဘာလူလဲဆိုတာသိတာပဲလေဆိုတော့အခါကျလူဆိုးဆိုးတော်သူအခုနေရာတကာတိုင်းမှာအပြစ်မဲ့ပြည်သူရွာတွေဝင်အိမ်တွေမိရှုအမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖန်စီညံပန်းနှိပ်စက် မတော်မတရားကြင်ကြံပြုမှုပေါ်တာတွေဆွဲစက်ကြီးတွေကတွေးသမျှအကုန်ဗျံပရာယူငင်းဆွဲယူစာတနောက်ဆုံးအခုကလေးတငယ်လေးတွေတိတိနဲ့ဘုံနေခြင်းဒါတကြိမ်မဟုတ်ဘူးနော်ဦးစင်ဆရာနှစ်ကြိမ်သုံးကြိမ်လေးကြိမ်အကြိမ်ကြိမ်အဲ့တော့ဒါခုဆက်ပြီးတော့မတားဆီးနိုင်ဆက်လက်လုပ်အောင်ပါတို့ကပိုပိုဆိုးလာတယ်ဆရာဟိုဦးတင်းတို့ခုပြီးခဲ့တဲ့ရက်ကဟို 跟到的，迪拜也没有呢。奥汀，奥汀医院，奥汀医院，对吧？奥汀医院嘛，PK 啦，是六七千，是啊。但那真的要过来的，呃，别太多嘞喏。哦。要买的八万八喏，要拿东西的别太多嘞。哦。啊，你湖北，哎呦，别就不到迪拜也麻烦些，离也够呢。嗯，迪拜离也够。是六七千，是啊、嗯。呃、嗯，真的要跟到的，这边比较的多喏。呃，过来的真的要，我了解多，知道。 အရင်ကပြုတ်ခဲ့တဲ့အရေအတွက်ထက်ရုံမှမဟုတ်တဲ့နောက်ပြုတ်ခဲ့တဲ့အရေအတွက်ကပိုပိုတိုးလာတယ်ပေါ့နော်အဲ့ဒီနောက်အဲ့ဒီလက်ရကွင်းနောက်မှာပသိကြီးပသိကြီးဆိုလို့ချင်းလည်းပဲဒီတိုင်းပဲကလေးတငယ်တွေအများကြီးကျုံးကြရတာဟုတ်ဒါဒါကဦးသိန်းတို့ဒီအခုလက်ရှိလူမိုက်တီရဲ့ပြုတ်မှုဆောင်ရွက်မှုတွေဟာပိုပိုပိုပြီးတော့မှတိုး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 လာပြီးတော့ပျက်စီးမှုတွေပိုများလာတာဦးသိန်းဒါကိုထောက်ပတာထောက်တာပါဗျာအဲ့တော့လူဆိုးစောစောပြောသလိုပဲလောက်ရတွေကိုကြည့်ရင်လူဆိုးဆိုတာသိတာလေနော် အဲ့တော့ဒီလူဆိုးတွေရဲ့လမ်းမှာမရက်မနေသွားကိုမရက်နေတဲ့ဘာလို့လူဆိုးဆိုတာကလမ်းတွေဥစဉ်ရဲ့တပည့်တော်ဂရောပါခွင့်လို့ပါဟိုခွေးယူလို့ပဲလေဥစဉ်နော်သူကမဲမဲမြင်ရလိုက်ထိုးဟောင်းကြိုက်ပြီးတော့လုံပါလေအဲ့တော့ဒီလမ်းမှာသွားပြီးတော့မရက်နေမတိမဲမြင်ပြုတော်သူတွေအစီအဝေးနိုင်မထိုင်တပည့်တော်ဒီဟာပြောချင်တယ်အရေးကြီးတယ်ဟုတ်ကဲ့ဆရာမတိမဲမြင်ပြုတယ်ဘယ်အရာကိုမဆိုမတိမဲမြင်ပြုနေတာလူသားတွေကိုမတိမဲမြင်ပြုတယ် အပြစ်မဲ့ပြည်သူကိုမထီမဲ့မြင်ပြတယ်ကလေးတငယ်ကိုမထီမဲ့နောက်ဆုံးပြောမယ်ဘာသာရေးဥဆောင်နေတဲ့သူတွေကိုလည်းမထီမဲ့မြင်ပြတယ်ဘာသာသာသနာကိုလည်းမထီမဲ့မြင်ပြတယ်ဒီလူစိုးတွေရဲ့လက်ဝက်ကဟုတ်တယ်အတဲရမှာအာရမပြူတော့သူလူစိုးအဲ့လူစိုးတွေကဘာလို့မထီမဲ့မြင်နေကိုပြုနေတာနောက်နောက်ဆုံးပြောမယ်ဆိုရင်သူတို့ကိုယ်တိုင်ချမှတ်ထားတဲ့စီမံစည်းကမ်းတွေကိုလည်းသူတို့မလိုက်ဘူးမထီမဲ့မြင်ပြတာပဲဟုတ်တယ်ဘာလို့လဲဆိုတော့အခုကျွန်တော်တို့သခိုင်းငလင်ကြီးလှုပ်တယ်ဦးစင်ရဲ့ဟုတ်ကဲ့သခိုင်းငလင်ကြီးလှုပ်သွားပြီးတဲ့အခါမှာ ီစီရေးအချက်တည်းဖြစ်နေတဲ့အဖွဲ့နှဖို့ institution institution တခုတစ်ဖက်မှာစစ်တပ်နော်စစ်ကောင်စီစက္ကဆတစ်ဖက်မှာတော်လိုင်းအင်အားစုဆိုတော့တော်လိုင်းအင်အားစုတွေကစတင်ပြီးတော့ကြညာတဲ့အပြစ်ခတ်ရဆဲပါတယ်နော်ဒီဟွာကြီးဖြစ်တဲ့အတွက်ငလင်းဖြစ်တဲ့အတွက်တဘာဝဘေးအန္တရာယ်ကိုလူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ရမယ်၊ကူညီရမယ်၊ကယ်ဆယ်ရမယ်၊ကယ်ဆယ်လုပ်ငန်းတွေလုပ်ရမှာဖြစ်တဲ့ အတွက်အပြစ်ကရက်ပါတယ်လို့ပြောတယ်။ခဏကြာတော့သူကလည်းတန်ရောင်လိုက်ပြီးတော့မှစက္ကစဘက်ကလည်းအပြစ်ကရက်တယ်လို့ပြောတယ်။သို့သော်အဲ့ဒီအပြစ်ကရက်တယ်လို့ညဉ့်ညာချက်ထုတ်ပြတဲ့ချက်ချင်းမှာပုံကျဲပြီ။သူကချွင်းချက်ပါလေဆရာရဲ့။အပြစ်ကရက်တယ်ဆိုတော့ညာလဲသူကအဲ့လိုမျိုးလေ။ကိုယ့်ဘက်မှာစီရေးပြင်ဆင်မှုတွေတန်ရောင်ဝင်ရင်လည်းတိုက်မယ်ဆိုတော့သူကဟိုပေးတော့ဘောဘောနော်ပေးကပေးမရ။ဆယ်ပုံစံမျိုးပါဟုတ်ကဲ့။ဆောဦးစင်ကျွန်တော်တော့ပြောချင်တာလေ။ဆလို့ကျွန်တော်သူမထီမမြင်ပြုတ်နေတာ။နော်။ဆလို့မထီမမြင်ပြုတ်တဲ့အတွက် နောက်ဆုံးပြောရင်သူ့ကိုသူသူတို့ချမှတ်တဲ့စီမံစီကောင်းလည်းမထင်မဲ့မြင်ပြူနေတာပဲဒီရတွေကနော်ဆိုတော့ဒီမထင်မဲ့မြင်ပြူတဲ့သူတွေအစည်းဝေးနိုင်မထိုင်ဆိုတာအရေးကြီးတယ်လို့ကျွန်တော်ဘာပြောချင်တာလဲဆိုရင်အခုဆွေနွေးမယ်တွေနော်ညှိနှိုင်းမယ်တွေလုပ်နေတယ်ပြည်ပြတ်မှာနိုင်ငံရေးအားစုတွေရှိတယ်ဟုတ်ကဲ့ပါတီတွေရှိတယ်အဲ့တော့ဒီလူတွေကဒီမထင်မဲ့မြင်ပြူသောသူတွေအစည်းအဝေးမှာသွားပြီးတော့ ထိုင်နေတာထိုင်ပြီးတက်ရောက်ပြီးပါဝင်ပြီးတော့ဒါကိုအပေးအမြောက်နဲ့အတူတူကိုကလုံနေတဲ့ကလေးကဒီလူတွေသည်လဲအတ္တမအမှုထဲမှာအတ္တမလမ်းထဲမှာပါသွားပြီဆိုတာကိုကျွန်တော်တို့ကသုံးသပ်လို့ရတယ်မြင်လို့ရတယ်သိလို့ရပါတယ်เนาะဆိုတဲ့အခါကျတော့ဆရာကြီးဒါနဲ့လဲပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်ဘာသာရေးဘက်မှာလဲခေါင်းဆောင်နေကျွန်တော်ခရိယန်ဆိုလဲခရိယန်နဲ့အသင်းဖွဲ့တွေထဲမှာခေါင်းဆောင်နေเนาะ ဒါတွေရှိကြတယ်ဆိုတော့အခါကျဒီဒီပုံကိုယ်ရရဲ့ယက်တီချက်ဒီပုံကိုယ်ရရဲ့အနေထားအခြေအနေလေးလေးတွေကိုလည်းကျွန်တော်ကသုံးသပ်ဖို့အတွက်လူမယ်လို့မြင်နေဗျဟုတ်ဟုတ်ဆရာလို့ပါပြီးခဲ့တဲ့ဘက်ကလည်းတပြီတော့ဆွေးနွေးခဲ့တာပေါ့နော်ဒီလူမိုက်တွေနဲ့မပေါင်းဖို့ဆိုတာဒါကတော့ဘာသာတရားတိုင်းမှာအင်တန်အရေးကြီးတယ်အော်အစ္စလာမ်ဓမ္မမှာဆိုလည်းပြီးခဲ့တဲ့ဘက်ကတပြီတော့တင်ပြတဲ့ကုရ်အန်ကျမ်းတော်မြတ်အရာရောတမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တွေရရောဒီလူမိုက်တွေနဲ့မပေါင်းလဲဘာဖြစ်လို့မပေါင်းခိုင်းတာရောဆိုတာဒီဒီဘက်မှာအဲ့ဒီဩဝါဒတွေတပြီတော့တင်ပြမှာ ဟုတ်ကဲ့တမန်တော်မုဟမ္မဒ်သခင်ကမိန့်ခဲ့တဲ့ဩဝါဒတော်တစ်ပါးရှိတယ်။သူလူမိုက်တွေနဲ့ကိုမလုပ်ဘူးကိုကမိုက်တဲ့အလုပ်ကိုတော့အခုပြည်တွင်းမှာရှိတဲ့ပုံကိုယ်တွေကအနေထားပါတော့။ငါတို့ကသူတို့ကိုမကြိုက်ဘူး။ဒါပေမဲ့သူတို့လို့တော့တွေးတဲ့တက်လာတဲ့အစိုးရငါတို့လက်ခံမှာပဲဆိုတဲ့အတွေ့မျိုးပေါ့နော်။အဲ့ဒါမျိုးတွေမလုပ်ဖို့ကိုလည်းတမန်တော်မုဟမ္မဒ်ကမိန့်တယ်။ဘယ်လိုမိန့်လဲဆိုရင်အဲ့ဒီလိုမကောင်းတဲ့လုပ်ရက်တွေမတမာတဲ့လုပ်ရက်တွေမဖြူစင်တဲ့လုပ်ရက်တွေလုပ်တဲ့သူတွေနဲ့ကိုကတော့မပေါင်းဘူး။ သူတို့နဲ့လည်းမတွဲဘူးသူတို့အလုပ်လည်းမကြိုက်ဘူးသို့တော့သူတို့နဲ့အတူတူခုနဆရာပြောတဲ့လိုအတူတူထိုင်မိရင်ဟွအတူတူခါပါတော့သူတို့လှုပ်တဲ့အလုပ်ကိုမမလှုပ်တာဘသူတွေမကောင်းတာလို့လို့ကိုဗါတယ်ကိုကောင်းမှခေါင်းရွေတာလားဟုတ်လားကိုကောင်းရင်ခေါင်းကိုကောင်းရင်ခေါင်းမရွေဘူးကိုကောင်းရင်ခေါင်းမခေါင်းပယ်မှမရွေဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့နေကြတာမြန်မာပြည်ကအဲ့လိုပုံစံမျိုးဆိုတော့အဲ့ဒါကိုတမန်တော်မုဟမ္မဒ်ကဘယ်လိုမိန်လဲဆိုအဲ့လိုမကောင်းတဲ့သူတွေနဲ့အတူတူအဲ့လို ကိုမပါဘူးဆိုနေနေနဲ့အစ်စ်နှလုံးသားဟာမကောင်းတဲ့သူတွေရဲ့နှလုံးသားအတိုင်းဖြစ်သွားတာ။ကောင်းတဲ့လူနဲ့ပေါင်းတာနဲ့ကောင်းတဲ့အလေအချင်တွေကကူးဆက်မှာပဲ။မကောင်းတဲ့လူတွေနဲ့ကိုကမကောင်းဘူးငါဘယ်ထဲမှာတော့မပါဘူး။အခုအခုလက်ရှိတပည့်တော်တို့ဘာသာရေးကောင်းဆောင်တွေရောပါတာပေါ့နော်။ဟုတ်တယ်။အဲ့ဒီထဲမှာမှတပည့်တော်တို့ကတော့ဒီအထူးအထူးတလဲပြောချင်တာတော့ပလီတွေကိုအသုံးချပြီးတော့ဘာသာရေးကိုအသုံးချတဲ့ပုံကိုယ်တွေရှိတယ်။ဥအောင်စောဝင်းတို့လို။ Shine ဒီ construction ပေါ့။အာသူကအရင်တော့ ဒီစစ်တပ်ကသူ့ကိုဒီလေစိတ်မှာ WY နေဆေးတွေမူးရဆေးတွေလက်နက်တွေနဲ့မိလို့ဖမ်းထားတယ်သူ။အော်။ဒါအခုတော့သူကကောင်းစားသွားပြီ။ဟုတ်။မြန်မာနိုင်ငံရဲ့ဘာသာကပေါင်းတော်ဥက္ကဋ္ဌလည်းဖြစ်သွား။အော်ဟုတ်ပြီ။သူကသူကသူကဒီဟိုတယောက်ဘယ်သူတော့ဥထိအောင်ပြီးသူအကြီးဆုံးမှာ။သူပတ်စံလည်းအရင်ချမ်းသာတယ်။အာပတ်စံလည်းတော်တော်လေးချမ်းသာတယ်ဆိုတော့ तू อ่ะဒီရခိုင်ပလီဆိုတာရှိခဲ့တယ်တကယ်တမ်းကျတော့မြန်မာနိုင်ငံမှာ စစ်အစိုးရမှာမဟုတ်ဘူးအစိုးရအစဟိုးဒီဥနေဝင်လက်ထက်ကလေးကရခိုင်ဆိုတာကအမှန်ရိုဟင်ဂျာတွေပဲသူတို့ကလေဟုတ်ကဲ့သူရိုဟင်ဂျာလူမျိုးတွေဆိုတာနှစ်ပေါင်းများစွာရခိုင်ပြည်နယ်မှာခွဲခြားဆက်ဆံခံရတယ်ဒုက္ခခံရတယ်နော်စစ်အာဏာရှင်ကစနစ်တကျဒီမှာစနစ်တံပေါ့နော်ဒီရိုဟင်ဂျာကိဆိုတာကအစိုးရအဆက်ဆက်ဘသူတက်လာတက်လာဒီ case ကိုသူတို့ကစပြီးတော့မီးမွေးလိုက်တာနဲ့အကုန်လုံးဒုက္ခရောက်လို့ရတယ် case ဆိုတော့အဲ့ဒီဒေတာမှာရှိတဲ့ဟိုရခိုင်လူမျိုးတွေမရမာကြီးတွေ ရိုဟင်ညာတွေအကုန်လုံးကိုဒုက္ခပေးတာဟွန်းဆိုအဲ့ဒီစီနီစီမံချက်နဲ့လုံနေတဲ့စစ်တပ်ကဒါလောက်ဒုက္ခပေးတာဒါလောက်ကိုလူမျိုးတွေကိုဘာသာဝင်တွေဘာသာလဲတူတယ်သူတို့ဆိုရင်တပိတော်တော့ကဘာသာပဲတူတာသူတို့ဆိုရင်လူမျိုးလဲလူမျိုးလဲတူတယ်ရိုဟင်ညာဘာသာစကားလဲတူတယ်နော်ဒါလောက်ရိုဟင်ညာတွေကိုဂျင်နိုဆိုက်လုပ်ဒါလောက်တတ်ဒါလောက်ဒုက္ခပေးဒီနေ့ချိန်ထိလည်းတတ်နေတာပဲနော်ဟွန်းသို့တော့အဲ့ဒီသူတွေကဘာလုပ်လို့ဆိုတော့ဒီလိုစစ်အစိုးရကအကြက်အတဲဖြစ်တိုင်း तू ကောင်းစားရေးအတွက် तू तू อ่ะအဲ့ဒီရခိုင်ပလီဆိုတာကို तू อ่ะဟိုက तू อ่ะအဲ့ဒီမှာဥက္ကဋ္ဌဟိုသူအဲ့ဒီကနေပြီးတော့ချိန်ချာရထုတ်တာတနည်းအားမှာအခုလို့ဒုက္ခရောက်ပြီးပြုတ်ပြီးဆိုရင်အဲအကျန်းဖက် PDF ဘာဖြစ်တယ်ညာဖြစ်တယ် तू အဲ့လိုဟင်းပလီနဲ့အဲ့ဒါနဲ့မဆိုင်ဘူးလေပလီတွေဆိုတာကဆရာရဲ့ရှင်းရှင်းပြောမှာဆိုရင်ပလီဆိုတာကတရားမျှတမှုအတွက်ပေါ်လာတဲ့ပေါ်လာတဲ့ဟာဒါအဆောက်အဦတွေလို့ပြောလို့ရတယ်ငင်းငိုင်းစင်တာတွေလို့ပြောလို့ရတယ်ပြီးရင်စီရင်နဲ့ပတ်သက်ပြီးရင်လေတရားမျှတတဲ့ဘက်ကနေပြီးဝင်းရံရတဲ့နေရာတွေ တာမရမိုဟမ္မဒ်ကဒီလိုပုံဖော်ခဲ့တာပလီဆိုအဲ့လိုအသုံးချစရာမလိုဘာဖြစ်လို့ तू ကအသုံးချ तू အကျိုးရှိတာ तू ကရပိုင်ခွင့်နဲ့အများကြီးရတာကြီးကြီးတက်ချမ်းသာတာဒေါ်လာတွေဘီလီယံနဲ့ချီပြီးအိတ်တဲထဲလို့ရ तू က तू တယောက်အတွက်နဲ့အခြားသူတွေအကုန်လုံးကပေးဆက်ရတဲ့ဇာတိကအဓိကဘာဖြစ်လို့ဒါကိုပြောတာတော့ဆိုတော့တပည့်တော်တို့ရဲ့ပလီတွေကိုဟိုစစ်အစိုးရအဆက်ဆက်ကကျားတို့လည်းကြားဦးမှာပါမဘာသာတွေမိုင်းထဲခဲ့တာကအကြမ်းဖက်တဲ့နေရာတွေနေရာတွေဆူဝေးပြီးွာလောက်ကြတယ်ဆူဝေးပြီးလောက်တယ် အဲ့လိုနေရာတွေကပဲတခါပြန်ပြီးတော့စစ်အစိုးရကောင်းစားရေးအတွက် statement တွေပြန်ထုတ်ပြရတာရင်နာလုံးတို့တပည့်တော်ရင်နာလုံးလို့စိတ်မကောင်းဖြစ်လုံးတော့ဘာဖြစ်လို့တုံးဆိုတော့ကိုတွေကိုအခုချိန်ထိအခုဆိုရင်တပည့်တော်စကိုင်းမှာဆိုရင်ဂတ်တန်ပလီဆိုတာရှိတယ်အရင်တော့ကဒီရဲစခန်းထဲမှာရှိခဲ့တဲ့ပလီပဲဟာအဲ့ဒီပလီကိုအခုစစ်အာဏာရှင်တွေမပါလောက်တောင်းဆိုတော့အခုဖျက်ပေးရအထောက်ထားတောင်းတယ်အထောက်ထားတောင်းတော့သူတို့အထောက်ထားအစုံပေးနိုင်တယ်စာရွက်စာတမ်းအကုန်ရှိတယ်ရှိတယ်ရှိလည်းဖျက်မယ်ပလီတွေကိုဒါကသူတို့တရားဝင်ဖျက်တာနော် အရင်တော့ကဆိုရင်ဒီမဘာဒေါသဖြစ်နေတဲ့လူအုပ်ကြီးပေါ့နော်သူတို့ပြောတဲ့ဒေါသဖြစ်နေတဲ့လူအုပ်ကြီးဆိုတာလည်းသူတို့ဒီစစ်ထွက်တွေထောင်ထွက်တွေနှစ်ကြီးကြတဲ့လူဆိုးတွေများပါတယ်ဒေါသဖြစ်တဲ့လူအုပ်ကြီးဆိုပြီးအဲ့ဒီလူတွေကိုပဲပလီတွေကိုဖြတ်ခိုင်းခဲ့တာအဲ့ဒီလူဖြတ်ခိုင်းခဲ့တဲ့သူတွေကိုအခုကာကွယ်ဖို့အတွက်ပလီကနေစတိတ်မန့်ပြန်ထုတ်ပြရတယ်ဆရာတွက်ကြည့်လေဘယ်တော့ရင်နာဖို့ကောင်းတော့ဒါကတော့လူမိုက်တွေရဲ့စိုးကျိုးတက်ရောက်မှုနဲ့လူမိုက်ကိုရှောင်ကျင်ရေးဆိုတဲ့အပိုင်းကိုဆင်းရဲခဲ့ကြတာဖြစ်ပါတယ် အပိုင်းသုံးကိုဆက်လက်ဆွေးနွေးတင်ပြသွားမှာဖြစ်တဲ့အတွက်အလုံးစောင့်မျှော်ပြည့်စုံနိုင်တဲ့ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပါတယ်ကျေးဇူးများစွာတင်ရှိပါတယ်